PCT ကောင်းကောင်းလုပ်နိုင်ရင် supplement ကောင်းကောင်းတောက်နိုင်တယ်ဆိုရင် PE တွေကအေးအေးဆေးဆေးတုံးရတယ်ဆိုတော့ concept လောက်ပါမှာ Okay ဒီဘိုင်းမှာတော့နှစ်ဘိုင်းပေါ့ဆရာရေပထမတစ်ဘိုင်းကမတိဘူးဂျင်းထက်ခံလိုက်ရတာတော့၎င်းအကွာကိုလိုလိုလားလား side effect တွေဘာတွေနားမလည်ဘူး sort ထိုက်ထိုက်လိုက်ကြင်ထိုက်လိုက်တယ်ဆိုရင်လက်လွန်သွားပြီလက်လွန်သွားပြီဘယ်လိုဆိုရင်ဘယ်လိုမျိုး recovery ယူရမလဲအနောက်တစ်ခုကဟုတ်ပြီတိတယ် စိုက်ဖက်တွေရှိရဲဆိုတာလည်းသိတယ်ကိုဖြစ်ကိုခံ my body my choice ဆိုတဲ့ဆရာကြီးများဆိုရင်တို့ဘယ်လိုမျိုးအတက်နိုင်ဆုံး safe ဖြစ်ဖြစ်နေသွားမလဲပေါ့နော်ခိုက်နေအောင်လုံးအောင်မလဲပေါ့ဟုတ်အဲ့တော့ခုနကဆရာနေဆန်းလေးမေးတဲ့မိကုံပေါ့နော်မသိဘဲနဲ့ဆေးတုံးမိရဲ့ဟုတ်ကိုတရားရောက်ညွန်လိုက်လို့ကိုကဒီဆေးတွေတောက်မိတယ်ပေါ့နော်တောက်မိတယ်ဆိုရင်ကျွန်တော်ကအရင်ဆုံးသိတာအမှကခုနကပြောသလိုပေါ့ steroid တွေဆိုတာက testosterone တွေကြားဟော်မုန်းတွေယောက်ျားလေးတယောက်ရဲ့ခန္ဓာကိုယ်လေးကိုကြားဟော်မုန်းတွေအပြင်အထက်လိုက်တဲ့အခါမှာသူ့ရဲ့ brain ပေါ့အုံနောက်ကနေ ဟာအပြင်ကနေတဆူဆုံးနေဝင်လာပြီးငါတို့ခဏကောမှာထုတ်เสียမလို့တော့ဘူးဆိုတော့ message ဟုတ်သူရဲ့ဒီဝေးစေးနေရာကိုသွားပြီး information ရောက်တယ်ရောက်တော့ဒီဝေးစေးကနေတဘာဝကြားအမုံထွက်တာကိုသူက shut down လုပ်တယ်ဟုတ်ပိတ်လိုက်တယ်ပေါ့ဗျာအဲ့တော့အဲ့လိုပိတ်လိုက်ခြင်းကဘာလို့ဖြစ်စေလဲဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်မှာတဘာဝထွက်နေတဲ့ဟော်မုန်းစနစ်တောင်းသွားပြီးတော့ရှက်တောင်းဖြစ်သွားသေးတယ်ပိတ်သွားသေးတယ်ပေါ့ဒါဆေးသုံးနေရင်တော့ကောင်းနေသေးတယ်ပေါ့ဆေးရဲ့အချိန်ရှိအော်မတော်လို့ကျွန်တော်ဆေးတွေရက်လိုက်ပြီးဆိုတဲ့အခါမှာတဘာဝဟော်မုန်းတွေပြန်ထွက်ဖို့ကို ျွန်တော်တို့ကလုပ်ရတော့မှာအဲ့တော့ဒါကိုကျွန်တော်တို့က post cycle therapy လို့ခေါ်တာ post cycle therapy ဆိုတာက steroid တွေသုံးလိုက်လို့ကျွန်တော်တို့ခန္ဓာကိုယ်မှာ shutdown ဖြစ်သွားတဲ့မထွက်တော့တဲ့ testosterone တွေကိုတဘာဝအတိုင်းပြန် level ပြန်ရောက်အောင်ကျွန်တော်တို့က knee မျိုးစုံတွေလောက်တာကို PCD လို့ခေါ်တာဘောနော် post cycle therapy ဒါမျိုးကိုလုပ်ရတာမလုပ်ရင်ဘာဖြစ်လဲဆိုတာဘာမှမဖြစ်ဘူးကျွန်တော်ခန္ဓာကိုယ်ကဗျာငိုတဲ့ကစီစဉ်ထားပြီးဒါဒီပြဿနာတွေ ခနာကောမှာမညီမျှမှုတွေဖြစ်လာရင်အလိုလိုနဲ့ balance လုပ်ဖို့ adjust လုပ်ဖို့ကိုစီစဉ်ထားပြီးတာကျွန်တော်တို့ steroid တွေတုံးပြီးရုတ်တရက်ရလိုက်လဲ3 4လလောက်ပါခနာကောရသလိုသူကယုံထားမှာပဲဟွယုံထားမှာအော်တချို့တွေပြောတာကြားဖို့လိမ့်မယ်မင်းတို့က PCT တွေဘာတွေတော့ပြောတာကွာငါတို့က PCT မလိုပါဘူးဆေးရလိုက်တာနဲ့ AC ပဲဘာမှဖြစ်ဘူးဆိုတဲ့လူတွေပြောတာကြားဖို့လိမ့်မယ်မဖြစ်ရင်တော့ကောင်းတာပေါ့ congratulation ပေါ့မဖြစ်ရင်ပေါ့ဟုတ်တယ်နော်ဖြစ်လာရင်ရောဆိုတာတချို့တွေကလည်း ငကိုတွေကမှကလေးရဖို့အတွက်ကြိုးစားနေရတဲ့ hypogonad ဆိုတဲ့အုပ်စုတွေကတသက်ရှိယောက်ျားလေးတယောက်ကကလေးရခြင်းမရခြင်းရလွယ်လားမရလွယ်လားဆိုတဲ့ဥစ္စာကလည်းကျတော့ရုပ်ကြည့်ုံနဲ့သိနိုင်တာမဟုတ်เนาะအဲ့တော့ငကိုတွေက span count နည်းနေတယ်ငကိုတွေကတဆူဆုံးလည်းပဲနည်းနေတဲ့လူတွေကို steroid ထိုးစေးစားစေးတလုံးထိုးစေးတစ်ခေါက်အဲ့လောင်းနေတဲ့သူကလေးရဖို့လုံးဝကိုအခက်ခဲဖြစ်သွားတဲ့အနေအထားထိလည်းဖြစ်နိုင်တယ်ဟုတ်ဖြစ်နိုင်အဲ့တော့ကျွန်တော်ပြန်ပြီးတော့ပြောရရင် ကျွန်တော်ကဘာလုပ်ရမလဲဆိုတော့နံပါတ်1သူဘာဆေးတွေတုံးတာတလဲอืมဘယ်လောက်ချက်ကြာတုံးတာတလဲပြီးရင်သူ့ကိုကျွန်တော်တို့ကခန္ဓာကိုယ်မှာဘာတွေ damage ဖြစ်သွားလဲဆေးရမှာအသေးဆေးရမယ်ကြောက်ကက်ဆေးရမယ်ဟော်မုန်း level တွေကိုကျွန်တော် check in လုပ်ရအောင်အဲ့တော့ဂျားထဲမှာဟော်မုန်း recovery ဖြစ်နေတဲ့အချိန်တွေမှာအထဆေးရလိုက်တဲ့အချိန်မှာပေါ့နော်ဟော်မုန်းညော့နေတဲ့လက္ခဏာတွေသူကြုံနေရပြီလားအော်ကြုံနေရရင်ကျွန်တော်တို့လိုရင်လိုသလို adjustment လုပ်ဖို့အတွက်ကိုဆေးပြန်ကူဖို့လိုတယ်ဟုတ် အဲ့တော့အဲ့ဒီ PCT မှာဆိုရင်သူက Novadust တို့ Clomis တို့လိုဆေးတွေတုံးကြတယ်တချို့က ACG တချို့က HMG အမျိုးမျိုးရှိတယ်ဗျာဆေးတွေအကြားထဲမှာလိုရင်တဆူဆုံး booster လေးတွေလည်းထည့်ကြတယ်ချို့ကြောက်လည်း stress တွေပေါ့နော်အော်ဆိုရတဲ့ဘောကလေဆေးတွေတုံးတယ် training တွေလုပ်တယ် diet တွေလုပ်တယ်နော်အဲ့လိုလုပ်တယ်ဆိုတော့ကျွန်တော်တို့လူတစ်ယောက်ရဲ့ပုံမှန်ခန္ဓာကိုဖိအားတွေပေးတာဟုတ်ဆေးဆိုတာဟော်မုန်းတွေဖိအားတွေဟော်မုန်းတွေ stress တွေပေးတယ်အလေးထုတ်နေမှာတယ် physical stress တွေပေးတယ် diet တွေကိုအရင် restrict လုပ်တယ် เนาะဒီဘက်ဓာတ်ရဲ့ဘက်ကနေ reset လုပ်တယ်ဒါလည်း PR တခုပဲအဲ့တော့အဲ့လိုတွေလုပ်နေတဲ့အခါမှာခန္ဓာကိုယ်က PR ပေါင်းစုံကိုခံရတာကျွန်တော်ခန္ဓာကိုယ်က PR တွေခံရင် cortisol ဆိုတဲ့ဟော်မုန်းက high ဖြစ်လာဟုတ်အဲ့တော့အဲ့ဒီ cortisol high ဖြစ်လာတာ ਨੇ မြကျွန်တော်ရဲ့ muscle တွေက breakdown လိုက်ဖြစ်တာ muscle တွေကမတိဆောက်ပဲနဲ့ပြက်စီးတဲ့ level ကိုပို့ပြီးအားပေးတယ်ဟုတ် steroid တွေရဲ့တစ်ခုတည်းတော့ကောင်းတဲ့ effect ကအဲ့ဒီတုံးနေတဲ့အချိန်မှာဒီတက်လာတဲ့ cortisol တွေကို तू က ကာဗာလုတ်ပေးနိုင်တယ်ဟုတ်အဲ့ steroid သုံးနေကော်တီဇောတွေကအောက်မှာရှိတယ်อืม muscle breakdown ဖြစ်မဲ့ကိစ္စတွေကို तू ကလုံးဝကိုကြားကန်လာတာဒါကြောင့်လည်းဆရာစဉ်းစားကြည့်ကြည့်တချို့တွေဆိုရင်ဟို nitrate တမားတန်ပွဲနီးလို့ calorie short ရယ် muscle တွေအပြုံလိုက်ပါသွားဘာမှမကြံတော့ဘူး nitrate တော့ steroid တမားပြန်ပွဲမနီးလို့ calorie short ကြည့်ပိုတောင်ကြီးလာတယ်အဲ့ဒါတင်းပြီးကြံခဲ့တယ်ဗျ။အော် trombolone ကိုတိတ်ကြရတဲ့အကြောင်းရင်းအဲ့ဒါပဲ။ း tremolone promote လုပ်တယ်လို့ဖြစ်နေပါအောင်အဲ့တော့အဲ့တော့အစိုးရတဘောကအဲ့လိုလုပ်အဲ့တော့ဒီ stress hormone တွေကို तू ကကျွန်တော်ရက်လိုက်တာနဲ့ stress hormone တွေကတခါတည်းဆေးဖိထားတဲ့ဆေးကိုဖယ်လိုက်တာနဲ့ stress တွေအောက်ထောင်တက်လာဒီထောင်တက်လာတဲ့ stress တွေကိုထိမိုးအတွက်တော့တချို့တော့ supplement တွေကိုယ်ဆိုင် glutamine တို့ ashwagandha တို့ supplement တွေပေါ့နော်အဲ့ဒါတွေလိုရင်ထည့်တောက်ရတယ်ဒါဆိုရင်ဒီ supplement တွေထည့်တောက်ရင်ရောဆရာခုနကပြောတဲ့ stress hormone တွေကို control လုပ်နိုင်မှာလားဆိုတော့မသိကြဘူးอืม ရှားတို့ကရလို့ရများဆိုပြီးတိုက်ကြည့်တာအဲ့ဒါလေးကိုရှင်းဖို့လိုတယ်ဘာလို့ဆိုတော့တချို့တွေက supplement ကိုဘလို့တောင်းရင်ဒီကောင်ကိုဘလို့ကာဘာလုပ်လို့ရတယ်လို့ထင်သွားမှလည်းဆိုတယ်အဲ့လိုမဟုတ်ဘူးကျတော့ခန္ဓာကိုယ်မှာ damage ဖြစ်ပြီးတာအရာတစ်ခုကိုကျွန်တော်တို့ကတတ်နိုင်တော့လိုက်ပြီးတော့ကာဘာလုပ်တဲ့သဘောလိုက်ပြီးတော့ the next နည်းနည်းလေးပြာတိတယ်မှာလဲကြလို့ပြန်ထားတဲ့လူကိုနည်းနည်းလေးဖေးကူလိုက်တဲ့သဘောပဲလူတယောက်ကိုလဲမကြအောင်တွန်းကန်တာတာမျိုးမဟုတ်ဘူးเนาะအဲ့ဒီသဘောမျိုးအဲ့တော့ PCD ဝင်စေခြင်းနဲ့ PCD ဝင်ပြီးတော့လဲလုံလောက်တဲ့ နားယူတဲ့ပမာဏပေါ့3လ3နဲ့ဆိုရင်အနည်းဆုံးတော့3လနားစီရှင်တယ်။ဘာကြောင့်အဲ့ဒီစကားကိုပြောရလဲဆိုတော့ steroid cycle တစ်ခါသုံးပြီးရဲ့လူကနောက်ထပ် cycle တစ်ခါသုံးဖို့တေချာပေါက်ဖြစ်လာပါတယ်။လက်တွေမှာပတ်ဆက်ရှိတယ်ဆိုရင်ပေါ့လေ။ပတ်ဆက်ရှိတယ်ဆိုတော့ကျွန်တော်ကလေးတွေအများကြီးရှိတယ်။ဆရာဝန်တွေလည်းရှိတယ်ကျွန်တော်ဒီမှာသွားဆရာဝန်တွေလည်းရှိတယ်အများကြီးပဲ။ဆရာဝန်တွေကတော့ဆရာတို့နေပါဆရာခဏစောက်ပါ recovery ကိုခဏအချိန်ပေးပါလို့တားယူပါ။ဘာလို့ဆိုတော့ဒီဟာရဲ့ confidence ကအရန်ကောင်းတာ threat ထိုးလိုက်ရင် confident ပါဗျာဟိုဂျင်းနဲ့ဝင်သွားရင်ကို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 ပဲဟိုသိတယ်မလားလုံးဝဟိုကိုရီးယားမိသားလီပြောင်ဟုံးလို့လို့ဒါစစ်ပတ်နဲ့ဗျာလုံးဝမိုက်တယ်သိတယ်မလားဟိုဟို body builder ဆိုတဲ့ဂျေးကတ်တလာလို့လို့ထည့်နေတာလေအဲ့လို confident ကိုကြိုက်ကြဟုတ်တချို့က sus performance ကိုကြိုက်တယ်ဟုတ်အရန်ကောင်းတယ်အဲ့အဲ့လိုမျိုးလေးတွေရှိရှိတော့လုံလောက်တဲ့အနာယူချိန်ပေးပါတကယ်လို့ခုနပြောသုံးလိုက်တဲ့အချိန်မှာအသေးထိပ်ွားတယ်ကြောက်ကတ်ထိပ်ွားတယ်ဆိုရင်တော့သွေးစစ်ပြီးတော့ဆရာဝန်နဲ့တေချာကုသေးချင်ပါတယ် PCT နေနဲ့လည်းခုနကျွန်တော်ပြောခဲ့တဲ့ဆေးလေးတွေရှိတယ်အဲဒီဆေးလေးတွေကတော့လည်းလိုရင်လိုသလို adjust လုပ်ပြီးသုံးပေးရတာပေါ့လေ supplement တွေထည့်သုံးတဲ့ဟာလေးလည်းကျွန်တော်ခုနကလည်းရှင်းပြတာလေနော်သုံးရတဲ့အယူအဆကိုလည်းပြောပြတာလေဘာလို့လဲဆိုတော့ကျွန်တော်က round information ဖြစ်မှာဆိုရတယ်ဘာလို့လဲဆိုတော့ဒီဟာတွေသုံးလိုက်ရင်ငါတို့ကတော့ AC ပဲ PCT ကောင်းကောင်းလုပ်နိုင်ရင် supplement ကောင်းကောင်းတောင်းနိုင်တယ်ဆိုရင် PE တွေက AA စစ်စစ်သုံးရတယ်ဆိုတော့ concept လုံးဝမှားတယ်ဟုတ်ဟုတ်နော်လုံးဝမှားတယ်ကဘာပေါ်မှာ ် PCD လုံးနိုင်တဲ့ကောင်တွေ supplement ကိုဝယ်တောင်းနိုင်တဲ့လူတွေအများကြီးပဲရှိတယ်အဲ့ဒါဆိုရင် PD တွေကတရားဝင်ဆေးတွေဖြစ်နေပြီပေါ့နော်အခုဒီတရားမဝင်ပါဘူးအတက်အနေရှိပါဒါတပိုင်းပါနော်အဲ့တော့နောက်ထပ်တစ်ခုပေါ့နောက်ထပ်တစ်ခုကဆရာခုနကပြောသလိုပြန်ပွဲဝင်သာသမားတွေလာဟိုတုံးလိုက်တယ်ဆေးတုံးလိုက်တယ် တိုင်ဝဲဝင်ဆိုတာတက်ဒီတိုင်းကျွန်တော်တို့ရည်ရွယ်တဲ့ဝါသနာရှင်လူငယ်လေးတွေပေါ့နော်ဟုတ်ဟုတ်ဒါဆိုတော့သူတို့ကလည်းကိုပိုင်လွတ်လပ်ခွင့်ရှိတယ်ကဲ25နှစ်ပြည့်သွားပြီဟုတ်ဟုတ်အသုံးမယ်နော်ကဲလာမတားနဲ့တော့ကိုပ္ပဆိုင်နဲ့ကိုသုံးမယ်ဆိုရင် safe အဖြစ်ဆုံးဘလို့ရွေးချယ်ကြမလဲဩဟုတ်ပြီအဲ့တော့ကျွန်တော်တို့အရင်စဉ်းစားမှာကသူ့ရဲ့ကိုကပါလဲอืมကိုကပါလဲတေချာတကွာ steroid cycle တကွတယ်တော့မဟုတ်ဟုတ် steroid cycle ဘယ်နှခုသုံးပါလဲ ဘော်ဒီဘီဒင်းကခီးရှည်ကြီးဆိုရင်စတီရိုက်ကိုဆိုရတယ်ခီးရှည်ကြီးပေါ့เนาะနိုင်ငံသားမှာမင်းသားတွေရုပ်ရှင်ကားတကားပြီးတကားပြီးတဖြည်းဖြည်းជី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 ဘော်ဒီကမိုင်းမိုင်းမိုင်းလာအဲ့ဒါဘာလဲဆိုတော့ဆေးတွေတဖြည်းဖြည်းတုံးတုံးတုံးလာတာဟုတ်ဆေးတုံးလိုက်ဓာတ်ထဲမှာလိုဒိုးဆက်သွားလိုက်ပြန်တုံးလိုက်သွားလာအဲ့ဒီမင်းသားတွေကိုအားကြပြီးတော့သွားချင်တာလားဟုတ်မဟုတ်ဘယ်နဲ့ကိုကလူငယ်ဘဝအနေမှာစပြီးတော့တချို့ရှိတယ် လေးတွေလေကျွန်တော်ဒီချင်းမိုင်ဘက်ကလက်တိုင်နေတဲ့ကလေးတွေရှိတယ်ကျွန်တော်ကဆရာ session နဲ့ကျွန်တော်ဥ performance drug တွေစသုံးတော့မယ်ကျွန်တော်က25နှစ်မှာ pro cut ရချင်တယ်အော် pro cut ရချင်တယ်လုံးဝ diet ပါတယ်ပတ်စံအပြည့်ဝရှိတယ်ဟုတ်အဲ့လိုမျိုးလားအဲ့ဒီ goal မျိုးလားဘောနော်ဆိုတော့အဲ့ဒီပဲဗျာကိုယ့်ရဲ့ goal ပေါ်မူတည်ပြီးတော့ကျွန်တော်အကြံပေးတဲ့ဥစ္စာပြောင်းသွားမှာနော်ပြောင်းသွားအဓိကကတော့ရည်ရွယ်ချင်တာဆရာချမ်းအရှိမပြောသလိုပတ်ဝန်းကျင်အတော်တော့ဘောင်းကိုကိုကို ဟိုငယ်စဉ်ဘဝရခဲ့တဲ့ trauma တွေကြောင့်တော့လောကအဓိကပြောင်းလဲခြင်းနဲ့မှန်တယ်အချိန်မပေးခြင်းဟိုကျင်းတာတော့မဟုတ်ဘူးအထိုက်လျောက်လဲသူ့မှာစူးစမ်းခဲ့ပြီးပြီ training diet recovery နားလည်ပြီးပြီဆိုတော့နည်းနည်းလေးပို့ပြီးတော့တစ်ဆင့်မြင့်ခြင်းနဲ့ပေါ့နော်ဟိုပြိုင်ပွဲဝင်တဲ့အစီအစဉ်ချက်တော့မပါဘူးအဲ့လိုလူမျိုးတွေတော့ Okay အဲ့တော့အဲ့တော့ဘာလို့တင်လဲဆိုတော့ညီလေးတို့ eligible ဖြစ်လာဆိုတာကိုယ့်အကိုဒီဆေးတွေတုံးဖို့ခန္ဓာကိုယ်ကနေလက်ခံနိုင်လားဆိုတာအရင်စစ်ပါနော်တွေးစစ်ဖို့လိုတယ်ဟုတ်ကဲ့ blood test တွေလုပ်အောင်ပါเนาะကြောက်ကက်ကောင်းလားအသေးကောင်းလား blood pressure ဘယ်လောက်ရှိလဲ heart rate တွေနှလုံးခုန်နှုန်းတွေ return တွေကျွန်တော်က fat burner တွေသုံးပါဦးသုံးပါဆိုတော့ဒီ heart rate မမှန်တဲ့ပြဿနာတွေ arrhythmia တွေရှိတယ်တချို့ဆိုမွေးရပါနှလုံးသွေးကြောကြီးကျဲနေတာတွေကြီးနေတာတွေဖောင်းနေတာတွေရှိအဲ့တော့ကျွန်တော်တို့ကဟတ်နှလုံးညှင်းအပေါင်းတော့ထက်လိုက်တာနှလုံးသွေးကြောပေါက်ပြီးတော့တခါတည်းပြီးသွားတာမျိုးတွေလည်းရှိတယ်။အော်ကျွန်တော်တို့ကလူတယောက်ပြင်ကြည့်ရင်တေသွားတယ်လားမြင်တာလေ။ပြောတော့အားเจ้าတေသွားလို့ဆိုတာမမြင်ရအောင် မိမရဟိုကစားသမားတယောက်တည်းရင်လည်းအမြဲတမ်းပွဲရဆုနေကြတယ်သိတယ်မလားဝါတစ်လို့ဒီအားဖြစ်လို့သောက်တူငကိုတည်းကအခန့်ရှိကောင်းလေရှိနေနိုင်တယ်အဲဒါပေမဲ့ကျောတော့ကိုကအနေရရှိတာတခုလောက်တော့မယ်ဆိုရင်ကိုရဲ့ခန္ဓာကိုယ်ကဒီလှုပ်လိုက်တဲ့အဖက်ကြောင့်ဘာတွေခံရမလဲဆိုတော့ကျွန်တော်အရင်ဆုံးစစ်ဖို့လိုတယ်စစ်ပြီးမှပဲအနေရရှိတဲ့ဒဲမှာမှတတ်နိုင်တော့အထီးခိုက်အနည်းဆုံးဆေးကိုမတို့ဘလို့ရွေးကြမလဲဆိုတော့လည်းထည့်စင်စားအဲ့ဒီမှာ तू သုံးမဲ့ budget ပေါ်မူတည်ပါတ budget ဘယ်သုံးရင်ဘယ် brand ရမယ်အာပြီးတဲ့အခါမှာသူရဲ့2လအတွင်းပြောင်းလဲခြင်းနဲ့3လအတွင်းပြောင်းလဲခြင်းတွေတွေစိတ်အဲ့ဒီစိတ်ကိုနည်းနည်းလေးချိုးနှိမ်တာပို့လို့ရတယ်ကျွန်တော်ကမြန်မြန်ပြောင်းလဲခြင်းအထမြန်တဲ့စီးတွေကျန်းတဲ့စီးတွေသုံးလိုက်ရင်မြန်မြန်ပြောင်းလဲတာတစ်ဖက်မှာတော့ diet နဲ့ training ကိုတော့တို့ရော100%တော့ယူဆလိုက်မယ်ပေါ့နော်ကျွန်တော် PED concept နဲ့ပဲပြောတာဆိုတော့ diet နဲ့ training ကတော့လုံးဝအမှန်ကန်ကျုံးမယ်အမှန်ကန်ပြောင်းနေတယ်ဆိုရင်ကျွန်တော်ကစီးကြံကြံသုံးရင်ကြံကြံပြောင်းကြံကြံပြောင်းနော်ကြံကြံပြောင်းမယ်ကျန်းမာရေးလည်းကြံကြံထိမယ် ်တန်းတိပဲအချိန်ပေးအချိန်ပေးပါစိတ်ရှည်ပါနော်ဟို body weight မှမဟုတ်ပါဘူး PT တုံးတဲ့အခါမှာလည်းစိတ်ရှည်ဖို့လိုစိတ်ရှည်တဲ့အခါမှာ dose ရောကျတော့ step by step ပေါ့ဒီတစ်ပတ်မှာကိုဒီလောက်ထိုးတယ်ခန္ဓာကိုယ်လေးစောင့်ကြည့်တယ် okay တယ်ဆိုရင်နောက်ထပ်တစ်ပတ်ဆိုနည်းနည်းထပ်ထိုးတယ်စောင့်ကြည့်တယ်အဲ့ဒီစောင့်ကြည့်တဲ့ strategy နဲ့သွားတာကအတူတပ်ပို့ပြီးတော့စစ်ဖြစ်ပါတယ်နော်စစ်ဖြစ်တယ်ဈာထဲမှာတုံးနေတဲ့အချိန်မှာလည်းလိုရင်းလိုသလို blood test တွေလုပ်သိချင်တယ် blood test တွေလုပ်ရမယ် လုံးလုံးမဥမာထားနဲ့ထားပါတော့ဟိုလုံးနေနဲ့ sorry liver enzyme တွေထိုးတက်လာတယ်ဆိုရင်တော့ဟောအဲ့ဒါဆိုရင်ငါတို့ကတော့အသည်းနဲ့ပတ်သက်တဲ့အသည်းကို damage ဖြစ်စေတဲ့ပီးတွေတွေကိုငါတို့ကဖယ်လာရတော့မယ်ဆိုတဲ့ concept မျိုးကဝင်လာအဲ့တော့သိသိချင်တာညီလေးတို့အဲ့လိုသုံးမယ်ဆိုရင် steroid cycle တွေကိုရော့ရော့ဒီဥစ္စာကို3လ3ဆိုတဲ့ cycle မျိုးကိုမသုံးစေချင်ပါဘူးเนาะကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့လိုက်ပြီးတော့ဆရာတို့လုပ်နေတယ်လို့ပေါ့။ဆရာတို့အစီထားတဲ့ program တွေလုပ်တယ်။ individual right ။အယောက်ချင်းစီ customize လုပ်ထားတာဗျာ။သိတယ်မလား။ PE ဒီမှာလည်းဒီလိုပဲ တယောက်ချင်းတွေက customer တယောက်ချင်းတွေက customer လုပ်တဲ့အပြင်ကိုအချင်းခါပေါ်လဲမှုတည်တယ်ဟုတ်တလချင်းစီတပတ်ချင်းစီလိုရင်းလိုသလို customer လုပ်တဲ့ program မျိုးနဲ့သွားပါအဲ့ဆိုရင်အများကြီးစိတ်ဖြစ်ပါတယ်တော့ဟိုကျွန်တော်တို့ဒီတိုင်းပဲမင်း3လထိုးလိုက်ကျောင်းသွားမယ်ဆိုရင် program တက်ဆိုင်ရောအများကြီးအများကြီးတူးတွက်လဲစိတ်ဖြစ်တယ်ဟုတ်နောက်သူ PCD ဝင်တဲ့ခါကျရင်လည်းပို့ပြီးတော့ဟိုစေးရက်ပြီပေါ့နော်စေးရက်တဲ့ PCD ဝင်တဲ့ခါကျရင်လည်းသူ့အတွက်ပို့ပြီးတော့ချွတ်ချုံးဝင်တဲ့အဆင်ပြေစေတယ် ပေါ့နော်။ဒါပေမဲ့တခုပဲတခုပဲဘဝမှာ cycle တခုပဲသုံးမယ်ကျွန်တော်အမြဲမေးတယ်။ဒီလိုတို့ဒီတစ်ခါပြောင်းပြီးကျွန်တော်တော့ဘယ်တော့မှ strike ကိုမသုံးတော့ဘူးဆိုတော့ကိစ္စတွေပေါ့နော်။ကျွန်တော်ကလုံးဝမထီတော့ဆရာရယ်ကျွန်တော်ဒီခေါက်လှရင်တော်ပြီ။ကျွန်တော်စစ်ပတ်ထွက်ရရင်ဘဝတေးပြီ။တေးပြောပြီဗျာ။အဲ့ဒါဆိုရင်တော့ကေဟော့ဘီအဲ့ဒါဆိုရင်တော့ညီလေးကဒီလိုလိုရှိတယ်ဆိုတော့ချပြဖို့တော့လိုတယ်။ဟုတ်။နော်မဟုတ်ဘဲနဲ့ အဲ့လိုမျိုးဖြစ်ကျင်တယ်ဗျာဟိုဆယ်သိန်းလောက်ကိုသူကအကြီးကျယ်စုလာပြီးဘွားမှာတစ်ခါပဲပြောင်းလဲမဲ့လူကိုညီလေးမင်းအဲ့လိုမလုပ်နဲ့ကျမ်းမာရေးအတွက်ရော့ဒီဥစားလေးကိုပဲမင်း3လေးလအထုံးလို့တပြောလို့လည်းမရပါဘူးမရပါဘူးเนาะဒါသူ့ရဲ့ client ရဲ့ tribe ပါเนาะသို့တော့ကျွန်တော်တို့မှပြောပြမယ့်တာဝန်ရှိတယ်ကျွန်တော်တို့ကပြောပြတဲ့အခါမှာဒီဆေးကဒီလိုဖြစ်နိုင်တယ်ကြမ်းကြမ်းသုံးရင်ကြမ်းကြမ်းဖြစ်မယ်ဖြည်းဖြည်းသုံးရင်ဖြည်းဖြည်းဖြစ်မယ်เนาะဒီလိုပဲ step by step သွားကျင်တဲ့လူတွေကြတော့လေ step by step သွားတယ် strategy လေးတွေနဲ့သွားတင်တယ်ပေါ့ เนาะအဲ့ဒါလေးအဓိကလိုပါဟုတ်ဒုတိယပိုင်းမှာအကြိုက်ဆုံးတစ်ခုပါဗောနော်မဖြစ်မနေသုံးတော့မယ်ကိုပိုင်းလွတ်လပ်ခွင့်နဲ့သုံးတော့မယ်ဆိုရင်နံပါတ်1ကိုယ့်ရဲ့ခန္ဓာကိုယ်ကခန္ဓာရင်ရှိမရှိကျွန်တော်တို့စမ်းစစ်မယ်အဲ့အဲ့ဒါလေးသဘောကျတယ်နောက်ပြီးတော့သုံးမယ်ဆိုရင်ဘတ်ဂျက်ဒါကြီးကစိတ်ကူးရင်နေလို့မရဘူးเออเบกูยောက်ผ่าละละกาละย่อเสียบีมะละเออกูบาเจนเนี่ยใกล้หนีตาเลยอ่ะบาชิหมดอ่ะแล้วเซียนเยชันน่ะขวัญจาเสร็จสรรน่ะတော့မဟုတ်กูบาเจนเนี่ยใกล้หนีได้ ်ခိုင်မာတဲ့ brand လေးကိုရွေးချယ်တိတ်ကို reality ဆန်တယ်နောက်တစ်ခုကသုံးနေရင်မတက်တောက်လျှောက် check လုပ်နေတယ်အဲဒါလေးလည်းမစိုးဘူးပေါ့နော်လိုတို့ကိုရှော့လေးအဲဒါ liver sign တက်နေရဆိုလဲဒီဟာရော့စီမဲ့ဟာလေးကိုဖြုတ်လိုက်ပေါ့နော်အဲအဲ့ဒါလေးသဘောကျတယ်အဲအဲ့ဒါလေးပေါ့နောက်တစ်ခုကဟုတ်ပြီဒါလူတကောစိတ်တမျိုးအတောင်းချောင်းချောင်းမင်္ဂလာဆောင်ရှိလို့ဒါမှမဟုတ် something ညာကိုဘွားအတွက်အရေးကြီးတဲ့အချိန်အတိုင်းလာတစ်ခုရှိလို့ကိုယ့်ရဲ့ငွေလေးနဲ့လုံးမယ် ဒါသွားပြီးတော့လူတယောက်ရဲ့စိတ်ဆန္ဒလူတယောက်ရဲ့လွတ်လပ်ခွင့်ကိုကျွန်တော်တွတ်တားလို့မရဘူးမိဘတော်ကပြောခွင့်မရှိဘူးရော်ရော်ပြီးသားလူတယောက်ကိုအဲ့တော့သူ့ကိုချပြမယ်ဒီလိုလိုရှိတယ်တန်တယ်ထင်လို့ဆိုတာလေးရလေတကယ်ဟိုလူသားဆန်တဲ့အခြေလေးတစ်ခုပေါ့နော်အဲနောက်အရှိမာဆိုရင်လည်းပြောသွားတာလက်လုံချက်သွန်ဖြစ်သွားတဲ့ပုံကိုယ်လေးမတိလိုက်မတိဖာတာ၃လိုက်မိရတူတွေဆိုရင်ဒါပြောသွားတာလေးတိတ်ကောင်းတယ်ကျွန်တော်တို့ PCD လောက်တယ်ဆိုတာအရှင်းပပြအောင် ကုသလိုက်တာလုံးဝခဲပြင်းနဲ့ဖြတ်လိုက်သလိုမျိုးလှုပ်လိုက်တာမဟုတ်ဘူးကော်ရက်ရှင်နဲ့ဖြတ်သလိုပေါ့နော်အရာလေးတော့ကြံပဲဟုတ်အရာလေးတော့ကြံပဲဟုတ်ဆိုတော့ message လေးရလဲဒါတိတ်ကောင်းတယ်သူကပိုက်ဆံတန်းနိုင်တာပဲမိစားတစ်ဖက်ရေမုတ်တစ်ဖက်လှုပ်ချင်တဲ့ဆရာကြီးများကလည်းငွေခင်းပြီးရှောက်ချင်တဲ့လူများကလည်းရှိကြတာဟုတ်အော်ဒါလေးဘယ်လောက်ပဲဈေးကြီးရဟာကြီးပဲတုံးတုံးပေါ့နော်ဒါတွေတော့ရှိမယ်ဆိုတာလေးတော့ပြောတာလေးတိတ်ကောင်းပါတယ်ဟုတ်ဒါဆိုကျွန်တော်တို့ဒါနောက်တစ်ပိုင်းကိုဆက်သွားလိုက်အောင်โอเคဒီပိုင်းကတော့ ဒါအမျိုးသမီးတွေအတွက်ပေါ့နော်အမျိုးသမီးတွေမှာမှကျွန်တော်တို့တချို့ကလည်းဟိုမတိလိုက်ဘဲနဲ့သုံးမိတာရှိတယ်တချို့ကလည်းအသုံးချလို့သုံးတာရှိတယ်မြည်တော့ပင်ဆိုစေကဘူးအမျိုးသမီးတွေကဒါသုံးလိုက်ရင်အဲယောက်ျားကြီးတွေလို့ဖြစ်သွားမယ်တူတီးမဟုတ်ပြန်မဝင်တဲ့ယောက်ျားဆန်တဲ့အမျိုးသမီးတွေလို့ဖြစ်သွားမှာကြောက်တယ်ပေါ့နော်အဲ့ဒါရှိတယ်တချို့ကလည်းအဲဘာမှမသိညာမှမသိသုံးလိုက်တယ်အတန်ပြောင်းသွားတာရှိတယ်ဒီလယ်စည်းကြီးထွက်လာတာရှိတယ်ပြီးတော့ဓမ္မတာမမှန်တာရှိတယ်အလိန်စိတ်တွေကမောက်ကမဖြစ်တာရှိတယ် ဆိုတော့ဒါတွေနဲ့ပတ်သက်ပြီးတော့ main ကလေးတွေအတွက်တီးတန်လေးတပိုင်းလောက်ဆရာဆွေးနွေးပေးပါဦးโอเคအဲ့တော့ဟို main ကလေးတွေပေါ့နော် main ကလေးတွေကဒီ performance drop တွေတုံးတဲ့အခါမှာတော်တော်များများတော့ဗျာခဏကို link ဖြစ်ပြီးတော့ app တွေပေါ်ခြင်းနေပေါ့နော် app တွေပေါ်ခြင်းနေပေါင်ဆိုလဲပေါင်နေတာတင်ဆိုလဲတင်နေတာရှိခြင်းကြရတယ်ပေါ့နော်ရှိခြင်းကြရတယ်အော်ဒါပေမဲ့ကျွန်တော်တို့ခုတိတာမှာဒီ sales တွေကကြောက်ဟော်မုန်းတွေပါနော် testosterone တွေပါမိန်းမတယောက်ရဲ့ခန္ဓာကိုယ်မှာကြောက်ဟော်မုန်းဆိုတာပါတယ်ဆိုရင်တော့ပဲပါ နော်ငโกရှိပြီးသားပါတယ်ဆိုတော့တော့ပဲပါအဲ့တော့အဲ့လိုမျိုးငโกခဲမှာမွေးခဲရနေအခုချိန်ထိကြောင်းဟော်မုန်းတွေရဲ့လှုပ်ဆော်မှုကိုနည်းနည်းလေးပဲခံထားရတဲ့အမျိုးသမီးတယောက်ရဲ့ခန္ဓာကိုယ်လေးကိုအပြင်ကနေကြောင်းဟော်မုန်းတွေထိုးထည့်လိုက်တဲ့အခါမှာခန္ဓာကိုယ်က response အရင်ကောင်းပါအရင်ကောင်းတယ်ဘာကောင်းလဲလို့မြင်ကြွက်သားတွေထွက်လာတာတွေကစားအားတွေထွက်လာတယ်အရင်ကောင်းအရင်ကောင်းတယ်အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့လေဟာငါတော့အရင်ကစားနိုင်တယ်ငါအကျွတ်သားလေးထွက်လာပြီဆိုပြီးတော့မှားပြီးတော့အကွက်ကို confidence ကြီး high မဖြစ်ဖို့လေလိုတယ် เนาะအဲ့ဒါလေးတခုနောက်တစ်ခုကဒီဆေးတွေတုံးရင်ခုနပြောသလိုဆရာနေဆန်းလင်းပြောသလို side effect တွေပေါ့เนาะယောက်ျားဆန်တဲ့ side effect တွေဖြစ်လာမှာပေါ့เนาะဖြစ်လာမှာအဲ့တော့ဘာတွေဖြစ်လာလဲလို့မြင်ခုနကပြောသလိုလယ်စိကြီးတဲ့အတန်ပြောင်းနေဆိုတာကလည်းဆေးတလားနှစ်တစ်ပတ်နှစ်ပတ်နဲ့တော့မဖြစ်ဘူးเนาะသူက maybe 9လ6လလောက်မှာအတန်လေးတွေစပြီးပြောင်းလာတယ်เนาะအတန်လေးတွေစပြောင်းလာတယ်အဲဂျားထဲမှာဒီကဲလို့မှနှစ်နဲ့ချီပြီးတုံးတယ်ဒိုးစရာလည်းများတယ် androgenicity များတဲ့ steroid တွေပေါ့နော်ဥပမာ trambolone လိုဟာမျိုးတွေပေါ့နော် androgenic action များတယ်ဆိုတဲ့ဟာမျိုးတွေကိုကျွန်တော်ကသုံးနေဆိုရင်ဘာဖြစ်လာမလဲဆိုတော့ယောက်ျားပုံစံတွေဖြစ်လာတဲ့အပြင်အမျိုးသမီးရဲ့ clitoris ဆိုတာလိင်အင်္ဂါတွေရှည်ထွက်လာတာရှိတယ်အရှိကိုရှည်ထွက်တော့ကလေးလက်တန်းလောက်ထိရှည်လာတာမျိုးတွေရှိအဲ့တော့အဲ့လိုဟာမျိုးတွေလေစီးတွေကြီးပြီးတော့အတန်တွေ harsh ဖြစ်သွားတယ်ကျန်းသွားတယ်ဆိုတဲ့ဟာမျိုးတွေက reverse လုပ်လို့မရပါဘူးเนาะအဲ့ဒါလေးမှတ်သားဖို့လိုတယ် reverse လုပ်တယ်ဆိုတာပြန်ကောင်းလို့မဖြစ်နိုင်ပါဘူး ဟင်ပြန်ကောင်းလားဟိုရှေ့ထွက်လာတော့လည်းတဖြတ်လို့လည်းမရဘူးဗျာလေသည့်ကြီးလည်းအတံပြောင်းတာဖြုတ်ထုတ်လို့လည်းရတဲ့ကိစ္စမဟုတ်မဖြစ်လာဘူးပေါ့နော်နောက်တစ်ဖက်မှာလည်းမိန်းမတွေရဲ့တွင်ပြင်လက္ခဏာတွေဖြစ်တယ်ငကိုဂျင်းကစားတဲ့အစီကျတဲ့အစီချတယ်ဆိုရင်တော့ဒီရင်သားတွေကသေးသွားတာလေကျွန်တော်တို့ဒီလိုမျိုးရောက်ကြဟော်မုန်းတွေတုံးလိုက်ရင်ပို့ပြီးတော့သေးပြီးတော့လုံးဝပျောက်သွားတာမျိုးလည်းရှိနိုင်တယ်။အဲ့တော့ကျွန်တော်တို့က beginning model တွေကြည့်ပြီးဒီ model တွေကအရန်မိုက်တာပဲဆရာရဲ့သူတို့ဆေးတွေလည်းတုံးတယ်ဒါကြီးတွေကလည်းကြီးကြီးဆိုပြီးတော့မထင်ပါနဲ့။အဲ့ဒါတွေက silicone တွေထည့်ထားတာပေါ့နော်။အဲ့တော့မှာကျင်တာက မျိုးသမီးတွေစေတုံးကျင်တယ်နိုင်ငံသားမော်ဒယ်တွေမျိုးเนาะတင်နေရင်တူညာတူဖြစ်ကျင်တယ်ဆိုရင်တော့လေမဖြစ်နိုင်ပါဘူးอืมเนาะဆီလီကွန်ထည့်ရเนาะဆီလီကွန်ထည့်ရမယ်နောက်တစ်ခုအရေးကြီးတဲ့အရန်အရေးကြီးတဲ့ချက်ကဘာလဲလို့မင်းဆေးတွေကိုရွေးချယ်တဲ့အခါမှာ androgenic action နဲတဲ့ဆေးတွေကိုကျွန်တော်ရွေးဖို့လိုတယ်เนาะဖြစ်နိုင်တော့ဗျာ steroid အုပ်စုကိုလုံးဝမထိပဲနဲ့ PD တွေထဲမှာဆိုရင် growth hormone ဆိုတဲ့အဖွဲ့တွေရှိတယ် IGF ဆိုတဲ့အဖွဲ့တွေရှိတယ် တချို့ကြတော့ဝါးပိန်ကျင်တဲ့လူဆိုအဲကလန်ပီတိုဆိုတဲ့ဈေးတွေရှိတယ်။ဟုတ်။အဲ့တော့ဒီဈေးတွေကိုသုံးပါလို့ကျွန်တော်နာမည် mention လုပ်ပြတာသုံးဖို့ပြောတာမဟုတ်ပါဘူးနော်။သုံးဖို့ပြောတာမဟုတ်ဘူး။အဲတဘောတရားတစ်ခုပြောပြတာပါနော်။ဆိုလိုရင် mastron လိုဟာမျိုးတွေရှိတယ်ပေါ့။မိမတွင်မြင်လက္ခဏာကို preserve လုပ်နိုင်တယ်။မပြောက်သွားအောင်ထိန်းနိုင်တယ်ဆိုတဲ့ဈေးတွေ။ဒီဈေးတွေကိုကျွန်တော်ဦးစားပေးပြီးရွေးချယ်စေချင်ပါတယ်နော်။ဒီဈေးတွေမရွေးစေမရွေးခင်မှာကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့တွေးစရာအများကြီးပဲ။တွေးစရာမယ်။ ကိုယ်ရာသီတွေးနဲ့ပတ်သက်တဲ့ဟော်မုန်းရဲ့ profile တွေကို check in လုပ်အောင် check in လုပ်ပြီးမှပဲဆေးတွေစသုံးတော့မယ်ဆိုရင်အပြော့ဆုံးဆေးဟုတ် dose အနည်းဆုံးဆေးเนาะအဲ့ဒါကိုစသုံးသေးချင်တယ်စလာတာနဲ့ထိုးဆေးသုံးမျိုးလောက်ထိုးပြီးတော့အစီကျဆေးတွေတောက်ပြီးတော့နှစ်ပတ်နဲ့ပွဲတက်မယ်ဆိုတာဆိုတော့တေချာရရောက်ကြပုံဖြစ်ဖို့ဖြစ်မှာဟုတ်နောက်တစ်ခုကပါလေသုံးတဲ့ duration duration တန်းနိုင်တော့တော့ဗျာ6ပတ်တော့ပါပြီ6ပတ်8ပတ်လုံးအောင်8ပတ်ပေါ့တော့ပြီ เนาะ3 4 5လားဆိုရင်တော့တေးကြတယ်ဟုတ်တေးကြယောက်ျားပုံပေါက်လာတယ်ယောက်ျားပုံအသားကြီးတွေကျန်းလာမယ်เนาะ hairline တွေနောက်ဆုတ်လာမယ်ဒါလေးတွေဖြစ်တယ်အဲ့တော့နိုင်ငံခြားမှာဆိုရင်မျိုးသမီးတွေကဘာတွေလောက်ကြလဲဆိုတော့သူရဲ့မိန်းမတယောက်မှာအရေးကြီးတာ menstruation ပေါ့เนาะယာတီသွေးနဲ့ပတ်သက်တဲ့ပြဿနာပေါ့သူရဲ့ menstruation ဒီ cycle တစ်ခုတည်းမှာသူရဲ့ body temperature ကနည်းနည်းလေးအသက်ကျလေးရှိတယ်တော့ယောက်ျားလေးတွေလည်းမတူမနဲ့အရာထားရင်သူတို့ကအမြဲတမ်းရှာအောင်မှာ temperature လေးကိုတိုင်တယ် temperature check လေးနဲ့ ်ဒီနေ့ကတော့ temperature ဘယ်လောက်တက်သွားတယ်ဘယ်လောက်တက်သွား detail လေးသူကရေးတာဆလုံးရဲ့အသေးပဲကကျွန်တော်ကနိုင်ငံခြား model တွေကိုကြည့်ပြီးတော့သူတို့လိုမျိုးဖြစ်ချင်ရင်သူတို့လောက် level ရှိတဲ့ hacker system ကိုကျွန်တော်တို့ကဒီမှာ develop လုပ်ဖို့လိုတယ်။ကျွန်တော် light တော့ဖို့လည်းလိုတယ်။နော်သူတို့မှာကစားသမားတွေဆရာဝန်တွေကဘယ်လောက်ထိ level မြင့်လဲဆိုတာ main နေ့တယောက်မနှက်အရာထားတာနဲ့ရှာအောင်မှာ temperature တိုင်းပြီးတော့ temperature check နဲ့သူကဆွဲတာ။အဲ့တော့လာကုန်လို့ဒီ check ကိုကြည့်လိုက်တာနဲ့ ီ anabolic steroid တွေထည့်နေတဲ့အချိန်မှာသူ့ရဲ့ menstruation cycle သွားတဲ့ pattern ကဘလို့သွားနေလဲဆိုတာသူကောင်းကောင်းသိတယ်။အဲကျွန်တော်တို့မှလည်းမျိုးဆေးတွေအများကြီးသုံးလာပြီးတော့3-4လလောက်မှဆရာကြီးကြောင့် menstruation မလာ3-4လရှိပြီဆိုတော့ပုံစံမျိုးမဟုတ်နေဘူး။နော်အဲ့တော့ကိုယ့်ရဲ့ menstruation ကိုအမြဲတမ်းစောင့်ကြည့်ဖို့လိုတယ်တခုပေါ့နော်။နောက်တစ်ခုကတော့အဲ့ menstruation ကိုစောင့်ကြည့်ဖို့ဆိုတာတော့သူက temperature နဲ့သွားတာ body temperature နဲ့သွားတယ်။နောက်တော့ hairline တွေပေါ့အဲ့တချို့ main လေးတွေ hairline တွေတပြီးအနောက်ဆုတ်ဆုတ်ဆုတ်လာယောက်ျားလေးကိုထိပ်ပြအောင်ပေါ့။အဲ့တော့အဲ့ဒီ hairline တွေကိုလည်းသူကအမြဲတမ်း check in လုပ်နေရတယ်။နောက်အရေးကြီးတာ blood test ပေါ့နော် blood test တချို့တွေက main ကလေးတွေကသွေးထဲမှာရှိတဲ့ကြောင်းဟော်မုန်းလဲပဲ900လောက်တက်လာရင်ယောက်ျားပုံစပြောင်းလာတယ်။တချို့ကြောက်လည်း1000လောက်တော့ယောက်ျားပုံစပြောင်းလာတယ်။အော်သူတို့ကဘာလုပ်လဲဆိုတော့သုံးလိုက်တဲ့ဈေးတွေမှာဈေးဘလောက်သုံးလိုက်ရင် တွေ့ရတဲ့စုစုံလေးပဲကဘလောက်တိတက်လာလဲဆိုတော့အမြဲတမ်းမှတ်တမ်းလက်သက်စီမှတ်တမ်းယူနေတာမှတ်တမ်းယူမှတ်တမ်းယူတော့ဒီအမျိုးသမီးတယောက် big name model တယောက်က level ငါတို့တက်ဆိုဆုံး probability ဘလောက်ထိုးထားတဲ့အချိန်မှာသူ့ရဲ့တက်ဆိုဆုံး level ကဘလောက်ထိတက်လဲတစ်ဖက်မှာလည်းသူ့ရဲ့ယောက်ျားတွင်းပြင်နေတာဘာတွေဖြစ်လာလဲဆိုတာမှတ်တမ်းရှိတယ်။မှတ်တမ်းရှိတော့နောက်ထပ်နောက်ထပ် another cycle တွေလာတဲ့အခါမှာကျွန်တော်တို့ကဒီဟာလေးကိုအသုံးချပြီးအသာလေးကောက်ကြော်လိုက်လို့ရတယ်။ဒီဆေးဆိုရင်ဒီလောက်ဆိုရရမယ်။အင်းသူ့ရဲ့တက်ဆိုဆုံး level ကတစ်ထောင်ထက်ဆိုရင်ဒီမှာအတန်ဆပြောင်းလာပြီဆိုရင်တစ်ထောင်အောက်မှာပဲငါတို့ဒေဆေးလေးတွေနဲ့ဘလို့သွားကြမလဲဆိုတဲ့ဟာမျိုးသူကသွားကြတယ်။ နော်။ဒါကြောင့်အဓိကသိစေချင်တာ main ကလေးတွေယောက်ျားပုံမပေါက်ချင်ယောက်ျားပုံပေါက်စေတဲ့ဆေးတွေကိုရှောင်ဖို့လိုပါတယ်။ဟင်ယောက်ျားပုံပေါက်တဲ့ဆိုတဲ့ဆေးတွေကဘာတွေလဲဆိုတော့ကျွန်တော်ရှင်းပြပြောတဲ့ steroid တွေရှိတယ်ပေါ့လေ။အချိန်ပေးဖို့လိုပါတယ်နော်။သုံးလားနဲ့အရန်ကြမ်းကျင်တာမျိုးတွေတော့လုပ်လို့မရဘူး။နောက်တစ်ခုကတော့တချို့တော့ဟိုဟို category တွေရှိတယ်နော်။ muscle ပြိုင်တဲ့ဖွဲ့တွေကြောင့် muscle ပြိုင်တဲ့ဖွဲ့တွေကြောင့်ကျွန်တော်ကမလွှဲတာမရှောင်တာပါဘူး။နော်။လွှဲရှောင်လို့မရဘူးလေ။ muscle တွေကြီးကျင်နေဆိုတော့တစ်ဖက်မှာလည်းယောက်ျားတွေ့မြင်ရ မယောက်ျားလို့ကြာမာဆယ်ပဲဖြစ်ရှင်တယ်ကျန်တာကတော့မဖြစ်ချင်ဘူးဆိုလဲမရဘူးမရပါဘူးနောက်တစ်ခုသူတို့နိုင်ငံမှာဘာကွာသေးလဲမေး skin care อืม skin care အရန်ကယူဆိုင်ပါ skin care ကိုလေ skin care ကိုအာ collagen တွေနော်ဒီမျက်နှာနဲ့ပတ်သက်တဲ့ aesthetic clinic တွေမှာတောက်လျှောက်လုပ်နေတာမျိုးတွေပေါ့အော်သူတို့ရဲ့ skin care product တွေကလည်းအရန်စကားပြောတယ်ကျွန်တော်ဗမာပြည်မှာရတော့ဗျာတနက်ခါနဲ့ name ပေါ့တော့တနက်ခါလေးသူတုတ်ထဲဆိုအဲ့လိုမျိုးတွေမရဘူးဟုတ် ဟောအစအစအရာတူချင်တယ်ဆိုရင်တော့သူတို့လိုမျိုးလိုက်ပြီးတော့ skin care တွေနောက်တစ်ခုကဒီဆေးတွေနဲ့ပတ်သက်ပြီးတော့သူ့ကို adjust လုပ်ပေးမဲ့လူတွေနော်အဲဒီကဖြစ်ကျွန်တော်ပြောချင်တာကဗျာမင်းကလေးဆိုရင် PD ကိုအရင်အားကိုးလို့မရအောင် training diet recovery ကိုအဓိကအားကိုးရမှာ PD ဆိုတာ supportive လောက်ပဲသွားဟုတ်ယောက်ျားလေးကတော့မိုင်းကုံစော်ပြဿနာရှိသိရမှာလားမင်းကလေးကြတော့မရအောင်လှုပ်လိုက်ရင်ခလေးမမွေးနိုင်တော့ဘယ်လိုလုပ်မလဲဟုတ်တယ်နော်အဲ့ဒီ cardiovascular ပြဿနာဖြစ်သွားတယ် ဘယ်လိုလုပ်ကြအောင် reverse လုပ်လို့မရတော့ဘူးအတန်ပြောင်းသွားတယ်မရတော့ဘူးတချို့ဆိုရင်ကြိုပြီးမသိတဲ့အခါမှာဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ရဲ့လူတွေရဲ့လိန်စိတ်ကိုဖြစ်နေတာတဆူဆုံးကြားဟောင်မို့မိန်းမတွေဆိုလည်းတဆူဆုံးကလိန်စိတ်ဖြစ်တယ်ဒါကြောင့်ယောက်ျားနဲ့မိန်းမမှာယောက်ျားတဆူဆုံးပုံများယောက်ျားလိန်စိတ်ပုံများအဲ့တော့မိန်းကလေးတွေကိုကျွန်တော်တဆူဆုံးတွေတွားထိုးထည့်လိုက်တဲ့အခါမှာဒီမိန်းကလေးတွေရဲ့လိန်စိတ်ကအမြဲတမ်းလိန်စိတ်ဖြစ်တာอืมသူတို့ရဲ့လိန်စိတ်ဖြစ်နေတာဟုတ်အော်လိန်စိတ်ဖြစ်တဲ့ဆိုတော့ထုံတယုံကျွန်တော်တို့က control လုပ်လို့မရနိုင်တဲ့လူတွေကိုကျွန်တော်တို့သွားပြီးအဲ့လိုတပေးလိုက်တဲ့အခါမှာဥပမာလူငယ်တွေဒါဆယ်ကျော်တက်ကောင်းမလေးတွေပါလေဆိုသူတို့တို့ရရင် control မလုပ်နိုင်နေတဲ့လူတွေဆိုရင် master ဆိုတာအထက်ကိုတခြားဒီကိစ္စပေါ်တဲ့ရောက်သွားရင်ဒီ sexual transmitted infection ပေါ့နော် HIV တို့ B တို့ C တို့ကာလသားတို့အကုန်လုံးတန်းစီပြီးတော့ဝင်လာပါဟုတ်နော်အဲ့တော့အဲ့ဒါလည်းတတိစာစီဖြစ်ပါတယ်နော်တတိစာစီခြင်းလေအဲ့တော့ဆရာခုနကမေးသလိုပေါ့နော် ကျွန်တော်ကတော့ယောက်ျားပုံမပေါက်မပြောင်းကျင်ဘူးဆိုရင်တော့ training ကိုအဓိကထားပါเนาะဒီ PD ကတော့ supportive ပဲဖြစ်တဲ့။အချိန်အားဖြစ်တော့လဲ6ပတ်မကျော်ပါနဲ့เนาะပြီးရင် recovery လုံလောက်တဲ့ recovery time ကိုယူပါအမြဲတမ်းဆွဲသုံးတာမလုပ်ပါနဲ့ high dose တွေမသုံးပါနဲ့เนาะယောက်ျားလေးတယောက်ကအန်နာဘာ၅လုံးတောက်တယ်ဆိုရင်ငါလဲ၄လုံးလောက်တော့တောက်မယ်ဟေ့ဆိုတော့မလုပ်ပါနဲ့။မင်းကလေးရဲ့အန်နာကျွန်တော်တခုပြောပြမယ်ဗျာမင်းကလေးတယောက်ကတဆူဆုံးထိုးတာမှာတပတ်ကိုမှ တဆုံဆုံးเนาะတဆုံးထုတ်တပတ်ကိုပါ3.5 mg တော့ပဲထိုးတာဟုတ်3.5เนาะယောက်ျားလေးတယောက်တဆုံဆုံးထိုးတာတပတ်ကို600ဟုတ်900 800 1000တဆုံဆုံး base ကောင်ပေါ့เนาะတခြားမှာပါအဲ့တော့ဒီနှစ်ခုရဲ့ level ကအရင်กว่าတယ်အဲ့တော့ယောက်ျားတယောက်သုံးတဲ့ cycle ကို main မတယောက်ပေးသုံးလိုက်ရင်တေချာပေါ့အဲ့ဒီ main မှာယောက်ျားပုံဖြစ်ကိုဖြစ်တယ်ဖြစ်ကိုဖြစ်တယ်ဖြစ်ပြီးမှကျွန်တော်တို့ပြန်ပြောင်းကျင်တယ်ဆိုတော့ကျွန်တော်လည်းမကူညီပေးနိုင်ဘူးเนาะအဲ့ဒါလေးတော့အဆင်ပြေပါတယ် ဒီပိုင်းမှာတော့ဒါဘုဒ္ဓတရားဆရာပေါ့နော် main ကလေးတွေကတော့အမားမခံဘူးဆိုတဲ့ပုံစံတွေ့ရတယ်အတတ်နိုင်တဲ့လောက်သုံးမယ်ဆိုရင်တော့မှဒီယောက်ျားပုံပေါက်စေတော့ androgen နဲ့ effect ရှိရာတွေကိုရှောင်ပေါ့နောက်ပြီးတော့အရင်အကိုလို့မရဘူးနောက်တစ်ခုက main ကလေးတော်တော်များများလုံးဝအဲ့လိုတချို့ကြတော့လေလုံးဝ bike မှာ six pack တွေပေါ်နေတယ်လုံးဝ check ကတ်သွားနေတယ်အဲသဘောတရားတစ်ခုကကျွန်တော်တို့ကဒီ body fat percent နည်းဝါးနဲ့တင်းနေရင်လည်းပြားသွားမှာပဲဒါက no excuse ဘာမှဖြေရှင်းလို့မရဘူး အရန်ကြီးဒီဓာကြီးတွေဇင်းကြီးတွေထားပြီးတော့ဓာကြီးတွေဓာကြီးတွေဖောင်းနေရယ်ဘီကနီမော်ဒယ်တွေကလည်းဒါကတော့ထည့်ထားတာဗောနော် glue ကတော့ဖင်ကတော့သူတို့ master တွေတိဆောက်ထားတော့ဆိုတော့ဒါကိုလည်းလက်ခံနိုင်ရတယ်ဟို influencer တွေကိုလည်းမကြည့်ပါနဲ့ဟုတ် influencer တွေကြတော့ဟိုလမ်းကြုံလို့ပြောလိုက်ပါ influencer တွေကြတော့ silicone plus filler ပါ နော် filler လည်းထိုးလို့ရပါတယ်နော်တင်မဘေးချိုက်တာကိုကစားအရန်ခက်တဲ့ဆရာတို့လည်းသိတယ်အဲ့တော့ဟို filler ထိုးလိုက်ရင်အခုရေစေကန်ထွက်လာတယ်နဲ့အခုချက်ရင်ပြန်ပေါင်းသွားတယ် တော့ကျွန်တော်တို့က influencer ကိုကြည့်ပြီးတော့ကျမတို့ကတော့ steroid သုံးလိုက်ပြီးပေါင်းသွားမယ်လို့မတင်သေးချင်ဘူး။ဟုတ်အဲ့ဒါလေးလေတတော်သတိထားဖို့လိုအပ်တာပေါ့။နောက် one day ကြာကောင်းတာအခုမှတည်ရတာပါကိုလည်းဖြစ်ပြီးသွားရင်တော့ပြန်လှုပ်လို့မရဘူးပေါ့နော်။အတန်အောဝါတာတို့လည်းစီးထွက်သွားတာတို့ glycogen ရှည်သွားတာတို့ကြာတော့တော်တော့ဟိုမစွန်စားရတော့အကောင်ဆုံးပဲပေါ့နော်။အင်္ဂလိပ်ကတော့ခက်တယ်ပို့ပြီးတော့ပင်ပန်းနဲ့မာစတီဆောက်ရတာလည်းခက်တယ်အစီထားရလည်းခက်တယ်ဒါကလည်းစိတ်တက်ကြအောင်ပြောတော့တော့မဟုတ်ပါဘူး။မတက်နိုင်ဘူး။ အဲ့တော့ဒါကြီးကိုသွားပြီးတော့အခက်တယ်ခက်တယ်ဆိုပြီး excuse တွေပေးပြီးသွားလုပ်လိုက်ရင်လက်လွန်ကျက်သွန်နေဖြစ်သွားတယ်ပိုဆိုးရယ်ပေါ့နော်ပြန်ပြီးနောက်ဆုတ်လို့မရတာကြီးကတော့ရေလဲကြောက်ဖို့ကောင်းပါတယ်โอเคဒါဆိုကျွန်တော်တို့နောက်တစ်ပိုင်းကိုဆက်သွားလိုက်အောင်